ဒါသာတူတောင်းသောဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ဂိတ်တူရဲ့ခြေပွင့်လေးမိုင်နူအားလုံးပဲမင်္ဂလာပါဂိတ်ဖန်တွေကတော့ပရိမတက်ခင်ရှေးကိုတင်ညင်နေတဲ့အသင်းရဲ့ခြေပွင့်ကစားသမားလေးကိုဘီမိုင်နူကိုလောက်ကလာသာတူတောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဝိုင်းဝန်းမှတ်ချက်ပေးနေကြပြီလဲဖြစ်ပါတယ်ကေမူရိုအားဒီအားဒီမှာဆိုရင်အချိန်နဲ့မကောင်းလို့ဘေးရင်ပြောင်းမင်းနေရပြီးတော့ပုံမှန်မလောင်ရုံးကန်နေရတာဖြစ်ပါတယ်ယူခဲ့တဲ့ Super Sunday မှာလည်းစင်မြန်ကြီးတို့ကိုဝေကွန်းမှာအခက်ကစားခဲ့ရပြီးတော့ညီကိုတွေဒီလိုနေဆိုသလိုတေးတမတ်စီခွဲယူခဲ့ကြပါတယ်အသင်းစလုံးကအနိုင်ရနိုင်ရှိခဲ့ပေမဲ့ကော်ဖီအဆုံးသက်ညံဖြင်းလုံးနေတာ ကြောင့်တရေပဲကြသွားခဲ့တာဖြစ်ပါတယ်။စီမံကြီးတို့ကတောက်လျှောက်ဖိကစားပြီးတော့ကိုရနိုင်မဲ့ခွင့်ရေးတွေလည်းရရှိခဲ့တယ်လို့ဂင်ကူတို့ဘက်ကလည်းကိုရမဲ့အပိုင်ခွင့်ရေးတွေရခဲ့ပါတယ်။စီမံကြီးတို့အနေနဲ့တိုက်စစ်မှုမရှိတဲ့တန်ကုန်ကောင်းကောင်းခံနေရပြီးတော့ဘောလုံးကဂိုးရှိရောက်ရင်တော့မှဘာဆက်လို့မှမသိဖြစ်နေရပါတယ်။အနာနာလိုဖုံးကိုကိုသမားဘက်ကတော့ခုံမသွင်းနိုင်မှုဆိုတာကတော့စီမံကြီးတို့ဘလောက်တိအချိန်နေဆိုလဲဆိုတာမြင်ရမှာပါ။အနာနာနဲ့သာဆိုရင်ကိုပေါက်တဲ့အင်ကိုကိုရမဲ့အနေထားမှာတော့ကိုပေါက်တဲ့အောင်မကန်နိုင်ခဲ့တာမျိုးဖြစ်ပါတယ်။တပတ်မှာဂင်ကူတို့ကလည်းနိုင်တဲ့နိုင်ထိုက်တဲ့ခွန်လန်းနေရခဲ့ပေမဲ့တပတ်ကကိုသမားရာယာ ကိုမချော်နိုင်ဖြစ်နေရပါတယ်။ဇီဇီမက်ဆရာဝီနဲ့ဝိုင်လန်တို့ကလည်းပိုင်ခွင့်ရေးတွေရရှိခဲ့တယ်လို့ဘရူနိုရဲ့ပိုင်ကန်ချက်ကိုလည်းဘိုင်ယာကပုတ်ထုတ်နိုင်ခဲ့တာကြောင့်ခေကြီးတို့မှတ်ပြမိရခဲ့တာဖြစ်ပါတယ်။စီမံကြီးတို့ကဒီပွဲမတိုင်ခင်တုန်းက PSV ဝရောင်ခဏကိုပြတ်တိတ်ထားခဲ့တာကြောင့်ဂိမ်းမှုတို့ကိုလည်းကိုပြတ်ဖုတ်ပြီးတော့အရင်ကအကျွေးအတိုးနဲ့ပေါင်းဆက်မယ်ဆိုပြီးကြေကြော်ထားခဲ့တာပါ။ဒါပေမဲ့တကယ်တမ်းကန်တဲ့အချိန်မှာကန်ကောင်းလို့မသေးကြံကြောင်းလို့အဖေဆိုတယ်လို့တေးကြခဲ့တာကကန်ကောင်းသွားလို့ဖြစ်ပါတယ်။ဂိမ်းမှုတို့ကလည်းအရေးပါတဲ့ပွဲစဉ်မှာတေးအိတ်တမဲရှားယူနိုင်ခဲ့တာကြောင့်တန်ဆန်းဆောင်ကနေစတင်ရုံထွက်လာခဲ့ပါပြီ။ဂိမ်းတို့ ို့တင်ရဒီအာဒီကိုဖြူလို့ပတ်ချက်နဲ့သွားနေရပြီးတော့ Twitter စုဆောင်းတစ်ထည်လောင်းလုပ်နေရပါတယ်။ဒီအချိန်မှာအလိုက်ကန်းဆိုမသိပဲနဲ့လောက်ကလာစာထုတ်တောင်းလာတဲ့သူကတော့အသင်းရဲ့ခြေပွင့်လေးကိုဘီမိုင်နူရဲ့ဖြစ်ပါတယ်။မိုင်နူကကေမူနူရဲ့2029ခုနှစ်မှာဖတ်တော်တန်ကုံဆုံးသွားတော့မှာဖြစ်ပါတယ်။အဲကြောင့်ကေမူနူကလည်းတတန်းတိုးချင်နေပြီးတော့မိုင်နူကတော့တတန်းတိုးဖို့ကိုညှင်းဆန်ထားခဲ့ပါတယ်။မိုင်နူကလက်ရှိမှာဆိုရင်တပတ်လောက်ခပေါင်း1000မဲ့ရရှိထားပါတယ်။အဲကြောင့် agent DC ကနေတစင်ကေမူနူကိုထုတ်တောင်းလိုက်တဲ့တပတ်လောက်ခလာစာကတော့ပေါင်း3000ထိတောင်ဖြစ်ပါတယ်။ထုတ်တောင်းရတဲ့ရည်ရွယ်ချက်ကတော့လက်ရှိအသင်းပေါ်ပြင် င်းင်းရှင်ရင်လာသွားတဲ့ညီညီမျှရတဲ့နေအကြောင်းနဲ့အင်္ဂလန်လူရေးစင်မှာပုံမှန်ပွဲထွက်ခွင့်ရတဲ့ကစားသမားတယောက်ကဒလပမာနာတီရဖို့ထိုက်တန်မှုရှိတယ်လို့မိုင်းနုကယုံကြည်ထားခဲ့တာဖြစ်ပါတယ်။ထို့ချိန်မှာဂိတ်ပရိသတ်တွေကဂွန်ယူနိုစီမှာလမင်းရမရနဲ့လောက်ခလာစာကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ရမရဂွန်ယူနိုစီမှာတပတ်လောက်ခလာစာအနေနဲ့ပေါင်နှပေါင်း9000တာရရှိနေပါတယ်။ဒါကမိုင်းနုက9000တာပိုများတာကြောင့်ဂိတ်ဖန်တွေကလည်းဆိုရှယ်မီဒီယာတွေပေါ်မှာအခုလိုမျိုးမှတ်ချက်တွေပေးနေကြပါတယ်။ရမရယူရိုချန်ပီယံဖြစ်တဲ့အပြင်ဘာစီလိုနာကိုလည်းထမ်းတင်ပေးနေပြီဖြစ်ပါတယ်။ ်။ဒါကြောင့်လာလီဂါနဲ့ချန်ပီယံလိမှာအခြေအနေကောင်းနေတာတော့တပတ်ကိုပေါင်၂ပေါင်ကျော်ပဲရရှိထားပါတယ်။မန်နူးကတော့အဆင့်၁၄မှာကစားနေပြီးတော့တပတ်ကိုပေါင်၃သိန်း၈သန်းလိုချင်နေတာကတရားလွန်ပါတယ်ဆိုပြီးတော့မှတ်ချက်ဝိုင်းပေးခဲ့ကြပါတယ်။ဟုတ်ကဲ့ပါအဆုံးကြီးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။